ကိုကိုကိုဘာကြောင့်မုန်းကြတာလဲလူရီဟာမသိလိုက်မသိပါသားနဲ့ကိုကိုကိုမုန်းနေတတ်ကြပါရည်ဒီလိုပြောလို့ပရိသတ်တွေကငါတို့ကတော့ကိုကိုကိုမမုန်းပါဘူးလို့မထင်လိုက်ပါနဲ့တခါတလေမှာကိုကိုရိုင်းအောင်သတိမထားမိပဲနဲ့ကိုကိုကိုမနှင်းမြို့တာကိုကိုကိုမလို့ကျင်တာဒါမျိုးတွေဖြစ်လာရပါရည်ဒီအတွေ့တွေကဘယ်ကနေစပြီးဘယ်လိုမျိုးဖြစ်ပေါ်လာတာလဲဆိုတော့ကြာရှုံးမှုတွေအစစ်မပြေမှုတွေဒါတွေကိုဇက်တိုက်ဇက်တိုက်ကြုံလာရတဲ့အခါမှာငါဟာဒီအရာကိုမလုံနိုင်တော့ပါဘူးငါဟာဒီအရာမှာဘာမှလုံလို့ဖြစ်မှာမဟုတ်ဘူး ဒါကြောင့်မလို့ဒီလိုပုံစံမျိုးကိုပိုင်ဆိုင်ထားရတဲ့ငါရဲ့ဘဝဟာအင်မတန်မှရင်နာစရာကောင်းနေဆိုပြီးကိုဘဝကိုရှာကြံမုံရင်းနဲ့ကိုကိုကိုမုံလာတတ်ကြတာဖြစ်ပါလေ။အထူးသဖြင့်ဒီလိုမျိုးပြင်းထန်တဲ့မုံတီးမှုမျိုးကိုခံစားစေရတာကငယ်ဘဝမှာချစ်ချင်းမြတ်တာကိုမခံစားရတာမျိုးကောင်းမွန်နှွေးထွေးတဲ့ငယ်ဘဝတစ်ခုကိုမပိုင်ဆိုင်ရတာမျိုးဒါမျိုးတွေကြောင့်ပဲဖြစ်ပါလေ။ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးမှာတော့ကိုကိုကိုဘာကြောင့်မုံကြတာလဲဆိုတာလေးနဲ့ပတ်သက်ပြီးဘာကြောင့်မုံရတာလဲဒီဟာကိုဘယ်လိုမျိုးပြန်ကူစားရမလဲ။ ။နောက်ပြီးတော့ကိုကိုကိုဘယ်လိုတန်မိုးထားရမလဲ။ကိုကိုကိုဘယ်လိုချိန်ရမလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။အရင်ဆုံး story လေးတစ်ပုဒ်နဲ့သွားလိုက်ကြရအောင်။ရှေးမှာတော့ပြောခဲ့သလိုပဲငယ်ဘဝမှာချစ်ချင်းမြတ်တာမရှိခဲ့ခြင်းကကိုကိုကိုမုံရခြင်းရဲ့အဓိကအကြောင်းရင်းမှာဆိုတဲ့ကိစ္စလေးကိုပြောပြကြပါမယ်။ဆိုင်းဆိုတဲ့ကလေးလေးဟာဘဝမှာတင်းကျပ်ပြီးတော့အရန်ကိုမှကန်းတချက်တွေများတဲ့ဘဝမှာနေထိုင်ခဲ့ရတဲ့သူပါ။သူ့ရဲ့အဖေဟာအဲ့လိုမျိုးတင်းကျပ်မှုတွေ ကန့်သက်ချက်တွေကိုအဓိကလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။သူ့ရဲ့အဖေကဆိုင်းငယ်စဉ်ကလေးကမျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ပြီးတော့ဆိုင်းရဲ့အားနည်းချက်တွေဒါမှမဟုတ်မအောင်မြင်မှုတွေကိုအမြဲတမ်းပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ဥပမာကျောင်းမှာအဆင့်တင်ရတဲ့အခါမှာမင်းကဘာလို့အဆင့်တင်မရတာလဲ။မင်းကဘာလို့သူ့လောက်မတော်တာလဲ။မင်းကဘာလို့ဒီလိုမျိုးမလုပ်နိုင်ရတာလဲ။စသဖြင့်ဒီလိုဝေဖန်မှုပြင်းပြင်းတွေကိုလုပ်တတ်ပါတယ်။ဒါပေမဲ့အဖေဖြစ်သူဟာဆိုင်းရဲ့ ခန်းစားချက်တွေကိုထဲမတွက်ခဲ့ပဲနဲ့လူချင်းစိတ်တစ်ခုတည်းနဲ့မျှော်လင့်ချက်တွေအများကြီးထားခဲ့ပြီးတော့ချစ်ချင်းမြတ်တာနဲ့ယုံကြည်ပေးဖို့အတွက်မိလျော့သွားခဲ့ပါတယ်။သူထင်တာကဆိုင်းတယောက်မခန့်ချင်စိတ်နဲ့ပိုကြိုးစားပြီးတော့ဒီလိုမျိုးတွန်းအားပေးခြင်းကသာသူ့ကိုပိုတန်မာပြီးတော့ပိုအောင်မြင်စေမယ်လို့တွေးခဲ့တာပါ။ဒါပေမဲ့ဒီပြင်းထန်တဲ့ဇာကလုံးနေနဲ့အဆက်မပြတ်ဖိအားပေးခြင်းကဆိုင်းဆူရဲကောင်းလေးပေါ်မှာစံညင်မဲ့အကျိုးသက်ရောက်မှုတွေအများကြီးရှိခဲ့ပါတယ်။ ဆိုင်တယောက်ဟာဖခင်ရဲ့ခြေချင်းမြတ်တာကိုမရတဲ့အပြင်ကိုမှဆောနာကပြောတဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကြောင့်ကိုကိုကိုတန်တရားဝင်လာတာဒီကိုကိုကိုဝေဖန်တာတွေနဲ့ဘဝကြီးကိုတဖြည်းဖြည်းထူးဆစ်လာပြီးတော့မုန်းတိမှုတွေစတင်လာပါတယ်။နောက်ပြီးတော့ဆိုင်ဟာဘယ်အရာကိုမှမကြည်နဲ့နိုင်တဲ့သူတယောက်ဖြစ်လာပြီးတော့သူ့ဘဝသူအစိုးရပဲမြင်လာတဲ့သူတယောက်ဖြစ်လာပါတယ်။ဒါကိုဖခင်ဖြစ်သူကကျူးလွန်မှာမဟုတ်ပါဘူး။ကိုရဲ့မိသားစုဝင်ကိုရဲ့ဆရာမ ကိုယ့်ရဲ့ချစ်ရတဲ့တငယ်ချင်းဒီလိုလူမျိုးတွေကကိုယ့်ကိုငယ်ဘဝမှာပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးကအသက်ကြီးလာတဲ့အခါမျိုးမှာကိုယ့်ကိုယ်ကိုမုန်းတီးမှုကိုပို့ပို့ပြီးတော့စိုးစေပါတယ်။အခုချက်ချင်းအဲ့ဒီမုန်းတီးမှုကထွက်မလာရင်တောင်မှအသက်တဖြည်းဖြည်းရလာတာနဲ့အမျှကိုယ့်ကိုယ်ကိုယုံကြည်မှုကကျလာပြီးတော့မုန်းတီးမှုကပိုလာတတ်ပါတယ်။ကိုယ့်ကိုယ်ကိုမုန်းတီးခြင်းရဲ့အရင်းခံကိုပြောရမယ်ဆိုရင်တော့ကျွမ်းကျင်သူတွေရဲ့ဆိုရဒီလိုမုန်းတီးခြင်းကရှေ့ကပြောခဲ့သလိုပဲငယ်ဘဝမှာစုပုံလာတဲ့မဖြစ်ရှင်းရသေးတဲ့စိတ်ခံစားမှုအနာတွေကနေဖြစ်လာတာပါ။ အကြောင်းအရာတစ်ခုခုနဲ့ကိုယ့်ဘဝမှာစိုးရွားတစ်ခုဖြစ်လာတဲ့အခါမှာတခြားသူတယောက်ကိုအပြစ်တင်ကြရရှိရင်ရှိမရှိတဲ့အခါမှာကိုယ့်ကိုယ်ကိုအပြစ်တင်နိုင်ပါလေ။ရာလတ်အနေနဲ့တဖြည်းဖြည်းနဲ့ကိုဟာကိုယ့်ကိုယ်ကိုမုန်းတီးခြင်းကပိုပိုများလာပြီးတော့ဖုံးကွယ်ထားတဲ့စိတ်ဓာတ်ရာတွေဟာနာကျင်မှုတွေအဖြစ်ပြောင်းလဲလာပြီးဒေါသကိုပါမထိန်နိုင်တော့ဘဲနဲ့စိတ်လိုက်မှန်ပါလုံးမိပြီးကိုယ့်ကိုယ်ကိုအန္တရာယ်ဖြစ်အောင်လုပ်မိတာတွေထိပါဖြစ်နိုင်ပါလေ။အဲဒီတော့တစ်ဆက်သေးပဲဒီလိုမျိုးငယ်ဘဝကစိတ်ဓာတ်ရာတွေကြောင့်ကိုယ့်ကိုယ်ကိုမုန်းတီးစိတ်ကလူကြီးဘဝမှာဘာတွေတက်ရောက်မှုရှိလဲဆိုတာပါ။ ရှိကပြောခဲ့တဲ့ဆိုင်းရဲ့ဇာတ်လမ်းကိုစက်ပြောရလို့ရှိရင်ဆိုင်းကငယ်ဘွားမှာအဲ့ဒီလိုမျိုးမယုံကြည်မှုတွေဝေဖန်မှုတွေဒါတွေကိုကြုံလာရပြီးလူကြီးဘွားမှာတော့ professional ဘိုင်းရထူးချွန်မိမယ်အလေတိုင်းအလေတိုင်းမှာကိုကိုကိုတန်တရားဝင်မှုနဲ့မထိုက်တန်မှုဆိုတဲ့ခံစားရခြင်းနေတဲ့အတူပဲနေစဉ်လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ရပါတယ်ဥပမာစရင်းနေတွက်မယ်ဆိုပါစို့သူဟာဒီစရင်းတွေကိုငါငငယ်တုန်းကတင်ချာရမ်းညံတာဒါကြောင့်မို့မလုံနိုင်လောက်ဘူးလို့သူ့ရဲ့စိတ်ကထင်နေပေမဲ့တကယ်လုံးတဲ့အခါမျိုးမှာလုံလို့ရနေပြီးဆိုင်းဟာအဲ့လိုမျိုးလုံနိုင်တဲ့အပေါ်ကို ဘာမှယုံကြည်ချက်မရှိတဲ့အပြင်ကောဒီဟာကိုလည်းမကျေနပ်နိုင်ပါဘူးတကယ်တော့သူလှုပ်ခဲ့တာဟာအမှန်တိုင်းဖြစ်တဲ့အပြင်ကောင်းလေအကောင်းဆုံးဖြစ်နေပါလိမ့်နောက်ပြီးအခြားသူတွေနဲ့နှိုင်းယှဉ်တတ်တဲ့အကျင့်ကလည်းအပြတ်သဘောဆောင်တဲ့ယုံကြည်မှုတွေနဲ့မလုံလောက်တဲ့ခံစားချက်တွေကိုပဲပူပူပြီးတော့အားဖြည့်ပေးပါလိမ့်ဒါကြောင့်မလို့ဆိုင်းဟာဘဝမှာသူလှုပ်ချင်တာတွေကိုလုပ်နေရပေမဲ့လေသူပြောတာကိုလုပ်နေရပေမဲ့လေသူဟာဘယ်တော့မှပြောရမှာမဟုတ်ပါဘူးသူရဲ့ဘဝမှာငါဟာအသုံးမချတဲ့သူတယောက် ငါရဲ့ဘွားကြီးဟာဒီမှာပဲပြီးဆုံးသွားပြီဆိုတော့အရင်မဲကြီးတစ်ခုဖြစ်ပေါ်လာပြီးဒီဟာဟာတဘွားလုံးကိုဖုံးလွှမ်းသွားစေနိုင်ပါတယ်။နောက်ဆုံးဘလောက်ထိတော်မှဖြစ်သွားနိုင်လဲဆိုရင်တွေးဝေးထိုင်းမှိုင်းပြီးတော့ညံတုံးတဲ့အနေထားထိပါဖြစ်သွားနိုင်ပါတယ်။အဲ့လိုမျိုးကိုကိုကိုမုံတီးတဲ့ဟာမျိုးကိုပြန်ပြီးတော့ကုစားနိုင်တဲ့အရာမျိုးရှိမလားလို့မေးလို့ရှင်ရှိပါတယ်။ American Psychological University တခုက clinical psychiatry လို့ခေါ်တဲ့စိတ်ပညာရှင်နဲ့စာရေးဆရာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဒေါက်တာရှောကန်ဘေက ကိုကိုကိုမုံဒီချင်းရဲ့စန့်ကျင်ဘက်ဟာကိုကိုကိုပြန်ပြီးတော့ချစ်တတ်ခြင်းကိုကိုကိုကျေးဇူးတင်တတ်ခြင်းကိုကိုကိုအတိမတ်ပြုခြင်းဒီအရာတွေကကာကွယ်ပေးနိုင်တဲ့အရာပါဆိုပြီးသူကဖော်ပြခဲ့ပူပါရယ်။ဘာပဲလို့လို့ကိုကိုကိုအကောင်းမမြင်တာဟာမဆာနာတတ်တာပါ။ဒါဟာကိုကိုကိုမချစ်တာပါ။ဒါကြောင့်မလို့ကိုကိုကိုချစ်တတ်လာတဲ့အခါမျိုးမှာကိုကိုကိုမုံဒီချင်းဆိုတဲ့အရာကပျောက်ခြင်းမလားပျောက်သွားရပါရယ်။တခါတလေမှာဒီခန်းစားချက်နှစ်ခုကနှစ်ခုဒွန်တွဲပြီးတော့ရှိနေတာမျိုးလည်းရှိရပေမဲ့များသောအားဖြင့်တော့ကိုကိုကိုချစ်တတ်သွားတဲ့အခါမှာရှိကပြောခဲ့တဲ့ မယုံကြည်ခြင်းတွေဝေဖန်မှုတွေတယောက်နဲ့တယောက်နှိုင်းရှင်တာမျိုးတွေဒီအရာတွေဟာလေထဲမှာပျောက်ကွယ်သွားရပါတယ်။အဲဒီတော့ဒီလိုမျိုးပြန်ပြီးကုစားခြင်းနဲ့ဆိုရင်ကိုကိုကိုစနစ်တကျချစ်တတ်ဖို့တော့လိုပါတယ်။အဲဒီတော့ဒေါက်တာရှာကန်ပဲအကြံပေးထားတဲ့အတိုင်းပဲကိုကိုကိုချစ်တတ်ဖို့အတွက်ဒီလိုလေးတွေလှုပ်ဆောင်ဖို့လိုပါတယ်။ပထမအဦးဆုံးအချက်အနေနဲ့ကိုကိုကိုမုံတီးရတဲ့အရင်းခံအကြောင်းရင်းကိုစူးစမ်းလေ့လာပါ။ပြီးရင်အဲ့ဒီအရာကိုရင်ဆိုင်ပါ။ ဘယ်လိုမျိုးလဲဆိုတော့ငယ်ဘွားကဖခင်ဖြစ်သူဟာကိုကိုအတုံးမကြဘူးလို့ပြောထားလို့ရှိရင်ကိုဟာဒီအရာမှာအတုံးကြပါရင်ငါလုံးနိုင်ပါရဲ့ဆိုရဲတက်တဲ့တခုခုဒါမှမဟုတ်လို့ရှိရင်အဲ့ဒီအရာကိုပြန်ပြီးတော့လှုပ်ဆောင်လိုက်ပါကိုကတကယ်လို့လုံးနိုင်သွားပြီဆိုတဲ့အခါမျိုးမှာငါဟာဒီနေရာမှာညံ့နေတာမဟုတ်ဘဲနဲ့ဒီနေရာမှာလိုအပ်ချက်ရှိနေသေးတာအခုလိုအပ်ချက်တွေပြည့်စုံသွားတဲ့အခါမှာငါကောင်းကောင်းလုံးနိုင်သွားပြီဆိုပြီးကိုကိုကိုပြန်ပြီးတော့တက်တဲ့ပြလိုက်ပါဒီလိုမျိုးဆိုလို့ရှိရင်မုံဒီမှုရဲ့ဒစိတဲ့ဘိုင်းဟာပျောက်သွားပါလိမ့်မယ်နောက်ပြီးတော့ကိုကိုကိုကျေးဇူးတင်ပါကိုကိုကိုအသီးမှတ်ပြုပါ ကိုဘာပဲလှုပ်ပြီးလှုပ်ပြီးကိုဟာကိုကိုကိုပဲအပရိရှိတ်လုပ်ရပါမယ်။ဘလို့မျိုးလဲဆိုတော့ကိုကအရန်ကြီးမားတဲ့ project တစ်ခုကိုအောင်မြင်အောင်လှုပ်ဆောင်ပြီးတဲ့နောက်မှာငါဟာဒီ project ကိုလုပ်နိုင်ခဲ့တယ်။ဒါကြောင့်မလို့ငါကအရန်ကိုတော်တယ်။ငါကဒီမုံကိုစားနိုင်တယ်။ငါတစ်ခုလုံးကိုအကုန်စားပြစ်နိုင်တယ်။အော်ငါရဲ့ဘိုက်လေးကတော်တော်ကိုစားနိုင်တဲ့ဘိုက်လေးပဲ။အဲ့လိုမျိုးစားပြတဲ့အတွက်ဘိုက်လေးကိုကျေးဇူးတင်လိုက်ပါ။ဘသူကမှကိုကိုလာပြီးတော့မချီးကျူးရင်တော့ကိုကကိုကိုကိုပြန်ပြီးတော့ချီးမွမ်းတတ်ဖို့လိုပါတယ်ဒီလိုမျိုးချီးမွမ်းခြင်းဟာ ကိုကိုကိုမုံကြီးချင်းကိုအများကြီးတတ်တာပြောက်ကင်းစေနိုင်ပါလေ။နောက်ပြီးဒီကနေ့တစင်ပဲယုံကြည်မှုတွေအများကြီးတိုးလာပြီးတော့ဘယ်တော့မှမလုံနိုင်တော့ပါဘူးလို့ထင်ထားတဲ့အရာတွေကိုလည်းစိန်ခေါ်ဖို့အတွက်လုံနိုင်သွားပါလိမ့်မယ်။အချုပ်အားဖြင့်ဗီဒီယိုလေးကိုပြန်ပြီးအဆုံးသတ်ရမယ်ဆိုလို့ရှင်တော့ကိုကိုကိုမုံကြီးချင်းဟာအများသောအားဖြင့်ငယ်ဘွားကအတိမပြုမခံရခြင်းနဲ့ငယ်ဘွားကစိတ်တန်ရာတွေကြောင့်ဖြစ်တာဖြစ်ပြီးကိုကိုကိုချစ်တက်လာတဲ့အခါမှာအဲ့ဒီအရာတွေအကုန်လုံးကပျောက်ကွယ်သွားမှာပါ။အဲဒီတော့ကိုကိုကိုချစ်တက်ခြင်းနဲ့ကျေးဇူးတင်တဲ့ခြင်းအတိမတ်ပြုခြင်း ဒါရီဟာအကောင်းဆုံးစီးပွားတက်လက်ပဲဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာပါကျမ်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကိုရဖို့အတွက်ကိုကိုကိုမုံနီးမနေဖို့အတွက်လိုအပ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါစေ။နောက်ထပ်လည်းဒီလိုမျိုးစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးအထောက်အကူဖြစ်မဲ့ဗီဒီယိုလေးတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။ပရိသတ်ဒီနေနဲ့ဒါမျိုးလေးတွေကြည့်ရတာကြိုက်နှစ်သက်တယ်ဆိုရင်လည်းတမ်းပြပါ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ page ကိုလည်း follow လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။